မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတည်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ဆက်လင်းမြို့မှာရဲစခန်းကနေကင်းပတ်ထွက်လာတဲ့စစ်ခွေးများနဲ့ရဲများပါဝင်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးပြီးတော့ခဲယမ်းချုပ်ကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ6ရက်နေ့ညနေ2:36မိနစ်အချိန်မှာဆလင်းမြို့မှာရဲစခန်းကနေကားတစီးစိုက်ကဲ၄စီးနဲ့ဆလင်းမြို့အထွက်မှာရှိတဲ့စိမ့်စုဂိတ်ကင်းစခန်းကိုကင်းပတ်ထွက်လာတဲ့စစ်ခွေးနဲ့ရဲအယောက်20ခန့်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဆလင်းမြို့မှာရဲစခန်းနဲ့စိမ့်စုဂိတ်က ိတ်ကြားမိရထားလမ်းပိုင်းမှာကြားပြတ်ပြီးတော့မိုင်းဆွဲပြီးအပြရန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ45မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။မိုင်းနဲ့ထိတဲ့နှကောင်ကတော့ပွဲချင်းပြီးသေးတယ်။ဂျန်တဲ့နှကောင်ကလမ်းမောင်းပြတ်သွားတယ်။တဲတဲလေးပဲကျန်တော့တာပေါင်လဲဆုပ်ပြတ်တက်သွားတယ်လို့သတင်းရထားတယ်။နောက်တစ်ယောက်ကလည်းမျက်နှာတစ်ချမ်းဆုပ်ပြတ်တက်ပြီးတော့လဲပင်လဲပေါက်သွားတယ်လို့သိရပါဗျ။ပြီးတော့ကြားဒဏ်ရာရတဲ့စစ်ခွေးတွေလည်းများတယ်လို့ ဆလင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းစစ်ခွေးနှကောင်တိတ်ဆုံးပြီးတော့မြင်းတွေရက်ကွက်နေရဲတပ်သားအောင်ကြီးကြီးနဲ့ဖောင်လင်းနေရင်းရဲမင်းခန့်တို့အပြင်းထန်ထိခိုက်ဒဏ်ရာရရှိကညနေ3:56မိနစ်မှာဆလင်းမျိုးရဲစခန်းကိုပြန်လည်ဆုတ်ခွာထွက်ပြီးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအပြင်းထန်ဒဏ်ရာရရှိတဲ့ရဲနှအူးကိုဆလင်းမျိုးဆေးရုံကိုအရေးပေါ်တင်ဖို့ကုသထားရတယ်လို့သိရပါတယ်။ စစ်ခွေး၎င်းရဲ့ရဲခွေး၎င်းရဲ့စုစုပေါင်း၄កောင်၄កောင်စလုံးကစလင်းပြည်သူစေုံမှာစေကူတာခွဲခံယူနေတယ်ရဲခွေး၎င်းကတော့ထိခိုက်ဒဏ်ရာကတော်တော်ပြင်းတယ်လို့ပြောတယ်သူတို့အသက်မီပါမလားစိုးရင်နေတဲ့အနေထားရှိတယ်စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ပြည်သူညီနောင်စလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ် ဒါအပြင်ကိုက်ပွဲတွေမှာစစ်ခွင်းနဲ့ရဲတွေအသုံးပြုတဲ့ကြီးစလီကြီးပေါင်းနှစ်ခုလက်ပြပုံနှလုံးကြီးတောက်30ခန်းကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကိမရှိမနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မောင်ပြင်းနယ်ရေးမြို့နယ်အာယုတောင်ကျေးရွာမှာရှိတဲ့စစ်ခွေးလောက်ခံပြည်သူ့စစ်အဖွဲ့ကိုရေးဘလူးတပ်ဖွဲ့ကဝင်းရောက်ပစ်ခတ်ခဲ့ရာပြူစောတီခေါင်းဆောင်လင်းဦးထိခိုက်ဒဏ်ရာရရှိပြီးတော့စစ်ခွေးလေးကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်7:00နာရီဝဲဝင်းကျင်အချိန်မှာရေးဘလူးအဖွဲ့ကအာယုတောင်ကျေးရွာရုံးကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ဒီကနေ့မနက်7:00နာရီခွဲဝင်းကျင်လောက်မှာအာယုတောင်ကျေးရွာရုံးနဲ့လင်းဦးရှိတဲ့နေရာကိုဝင်းရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဒုတိယအချိန်မှာတိုက်ခိုက်တဲ့အချိန်မှာဒီကောင်တွေဘက်ကလေးကောင်သေးတယ်လင်းဦးကတော့တနက်တိုင်းကထတ်ထိမှန်သွားတယ်လင်းဦးကိုဆေးဟုတ်ပို့ထားတယ်လင်းဦးတက်သားလင်းဦးကတော့ဘန်ကာနဲ့ယုံနေမှာပဲမသာပေါ်သွားပြီလို့ရင်းလို့တက်ဖွဲ့ရဲ့တိုက်ရင်မှုကပြောပြထားပါတယ်အကြမ်းစစ်ခွေးလောက်ခံပြည်သူစစ်ခေါင်းဆောင်လင်းဦးဆိုတဲ့ကောင်ဟာနိုဝင်ဘာလ23ရက်နေ့ကလည်းရင်းလို့တက်ဖွဲ့ကပြစ်ခတ်တက်ခတ်ခဲ့ပြီးတော့ဒူစောတီအဖွဲ့ဝင်များဒဏ်ရာများအရှင်းမပြောက်သေးခင်မှာဒါဒုတိယအချိန်ထပ်မံပြီးတော့ဝင်းရောက်တက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်လင်းဦးသေမသေအတိအကျတော့မသိရသေးဘူးပေါင်မာထီထားတယ် လို့ကြားတယ်သူဒဏ်ရာကတော့အသက်အန္တရာယ်မစိုးရရဘူးဆိုရင်တောင်မှလှုပ်ရှားလို့တော့မရနိုင်တော့ဘူးပထမထိထားတဲ့ဒဏ်ရာတွေကအခုချိန်ထိမပြောင်းသေးဘူးနောက်ထပ်တစ်ချိန်ထပ်ထိတာဆိုတော့သိဖို့များတာပေါ့ဒီကောင်တနတ်ဒဏ်ရာနဲ့မသိရင်တောင်မှညာပိုင်းကျွန်တော်တို့အကြောင်းစဉ်းစားရင်းနဲ့ကြောက်ပြီးသိမှလို့ရေးဘလူးအဖွဲ့တိုက်ရင်မှုကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလေကူးမြို့နယ်သာသနာ့ရိပ်သာရပ်ကွက်မှာရှိတဲ့မြို့နယ်ကြံဖွတ်ရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရာအဆောင်ပြူစောထီးများထိခိုက်မှုရှိနိုင်ပြီးတော့ရုံးအဆောက်အုံလည်းပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဒီဇင်ဘာလ6ရက်နေ့ည9:35မိနစ်အချိန်မှာလဲကူးမြို့နယ်တာသနာရိပ်သာရက်ကွက်မှာရှိတဲ့ကျန်းဖို့ပါတီမြို့နယ်ရုံးမှာရှိတဲ့အဆောင်စစ်ခွေးများနဲ့ပြူစောထီများကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကပြင်းအားမြင့်နဲ့မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကျန်းဖို့မြို့နယ်ရုံးမှာမိုင်းနှလုံးစလုံးကွဲပါတယ်။မိုင်းတွေကပြင်းတယ်။အထက်မှာပြူစောထီတွေရှိနေတဲ့အချိန်တိုက်ခိုက်ခဲ့တာပါ။လူထိခိုက်မှုအဆောင်ထိခိုက်ပျက်စီးမှုရှိပါတယ်။ ီမနက်သွားကြည့်တာတော့ရုံးပြက်စီးနေတာတွေ့ရတယ်လို့ရန်ကုန်အာမီ YA ကတောင်ရှိသူကပြောပြထားပါဗျ။လဲကုန်းမြို့နယ်ကျောက်ဖို့ပါတီရုံးမှာအကြပ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကပြုလုပ်မယ်။တရားမဝင်ရွေးကောက်ပွဲအတွက် ပူပေါင်းပါဝင်ဆောင်ရွက်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုကိုရန်ကုန် Army YA နဲ့နောက်ပိုင်း KR ပကဘာတို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များဘေးကင်းစွာပြန်လည်ဆောက်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အချမ်းမတ်စစ်ခွေးတွေနဲ့ပတ်သက်တဲ့ပြစ်မှတ်များတရားမဝင်ရွေးကောက်ပွဲမှာပတ်သက်ပြီးတော့ပါဝင်လုက္ကိုင်းနေကြတဲ့သူတွေကိုဆက်လက်ပြီးတော့အပြင်းထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန် Army YA ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကုန်းမြို့ကင်းစိတ်ကျေးရွာထိပ်မှာတည်ရှိတဲ့ကင်းစိတ်တင်းကျိုင်းမှာနေထိုင်ကြတယ်လို့ယုံကြည်ရတဲ့ပြရလောကသားများဟာစစ်ခွေးခေါင်းဆောင်ကြီးမင်းအွန်လိုင်းကိုတိုင်ညွှန်ကြားခဲ့တဲ့မီးထားလမ်းတဲ့စီမံကိန်း area နဲ့မလွတ်တဲ့အတွက်ပြောင်းရွှေ့ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတင်းကျိုင်းဟာကင်းစိတ်အပါအဝင်ကျေးရွာပေါင်း၁၂ရွာရဲ့အပိုင်ဖြစ်ပြီးတော့မီးထားလမ်းတဲ့ဖောက်လုံးမဲ့နေရာနဲ့တိုက်ရိုက်ထိမိနေတဲ့အတော့ကြောင့် တမန်နေရာတက်ကိုပြောင်းရွှေ့ပေးလိုက်အပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။သင်ငယ်အကုန်ပါသလားတခြားမဲပါသလားအတိအကျတော့မသိရသေးဘူး။ဒါပေမဲ့ပရလောကသားတွေအတွက်အကျွတ်လွတ်ပွဲနဲ့ပြောင်းရွှေ့ဖို့တော့လှုပ်ဆောင်နေကြပြီလို့ဒေသခံတူကရှင်းပြထားပါတယ်။အဲ့ဒီပရလောကသားများအားလှသိမ်းနိုင်ဆရာတော်ကြီးကမြေတားပေးသနာပြီးတော့ညပိုင်းမှာကျွေးမွေးဧခန့်ခြင်းနဲ့လမ်းသွားလမ်းလာများနောက်ဆက်ခြင်းများမပြစ်လို့ရစီတာခြင်းများပြစ်လို့ထားတယ်လို့သိရပါတယ်။ဒါအပြင်ပရလောကသားများချွတ်တန်းဝင်စီရန်အတွက်၅ရက်တိတိအကျွတ်လွတ်ပွဲနဲ့အမြတမ်းပေးဝေခြင်းများကိုလည်း ဆောင်သွားမှာဖြစ်ပြီးကျွတ်တမ်းမဝင်ဘဲနဲ့ကြံရှိနေတဲ့ဘရလောကသားများကိုလည်းတတ်မှတ်ထားတဲ့နေရာတစ်ကိုရွှေ့ပြောင်းပေးတော့မှာဖြစ်ကြောင်းဒေသခံများထံကသိရပါတယ်။အဲ့ဒီတင်းကြိုင်းနေရာကိုဖယ်ရှားရတဲ့မိသားလန်းတဲ့စီမံကိန်းဟာတောင်ကုန်မြို့မှာရှိတဲ့ပြင်းငင်းတရားကနေကြေတော့ဘူရာကိုဆက်သွယ်မဲ့မြို့ဆောင်ယထာလန်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးခေါင်းဆောင်ကြီးမင်းအောင်လိုက်ဟာမနေ့က2024ခုနှစ်ဩဂတ်လ23ရက်နေ့ကတောင်ကုန်ကိုလာရောက်တဲ့အချိန်မှာအဲ့ဒီစီမံကိန်းကိုလှုပ်ဆောင်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မြေဆုံကျေးရွာကို၂ရက်ဆက်တိုက်စစ်ခွေးတပ်ကလေရင်နဲ့ဗုံးကျဲချမှုကြောင့်ကိုဝင်ဆောင်အမျိုးသမီးအပါအဝင်စစ်ပေးဆောင်ပြည်သူ၁၁ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဒီဇမလ6ရက်နေ့မနက်9:05မိနစ်ဝင်းကျင်အချိန်မှာစစ်ခွေးတပ်ကမိုးမိတ်မြို့နယ်ရေစုံကြီးရွာတဲကိုလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံကျဲချမှုကြောင့်စစ်ပီးဆောင်ပြည်သူများကိုဝင်းဆောင်အမျိုးသမီးတအုပ်အပါဝင်ပြည်သူ၁၂ဦးပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါဗျ။ရေစုံကြီးရွာဆိုတာကစစ်ပီးဆောင်တွေခိုးလုံနေကြတဲ့နေရာပါ။ မိုးကုတ်ဘက်ကစစ်ဝင်းဆောင်တွေရောမိုးမေးဘက်ကစစ်ဆောင်တွေရောခဏခိုလုံကြတဲ့နေရာပါအဲ့ဒီနေရာကိုစစ်ခွေးတွေကလေရင်နဲ့ဘုံချဲချသွားတာလို့စစ်ဝင်းဆောင်များကိုကူညီပေးနေတဲ့လူမှုကူညီအဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်ဒါအပြင်ဒီကနေ့မနက်ပိုင်းမှာမုံမိတ်မြို့နယ်ရေစုံကြီးွာကိုတော့လေရင်လေးစီးနဲ့တပြိုင်နက်တည်းထပ်မံဘုံချဲသွားခဲ့တယ်လို့သိရပါတယ်လက်တလောထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိရသေးကြောင်းဒေသခံပြည်သူများကပြောပြထားပါတယ်အခုမနက်ကိုလေရင်လေးစီးနဲ့ဇက်တိုက်တစ်ကြိမ်တည်းကိုဘုံတွေထပ်ချဲသွားတယ် အထီးကိုက်တော့မသိရသေးဘူးလိုက်ခိုက်ခဲဖြစ်နေလို့လို့ဒေသခံပြည်သူတို့ကအတီးပြုပြောကြားထားပါတယ်တီအန်အေကမိုးမိတ်မြို့ကိုစစ်ခွေးတွေထံကိုပြလဲပေးရလိုက်တော့လဲလက်ရှိချိန်ဒီမိုးမိတ်မြို့နယ်တစ်ခုလုံးကိုစစ်တပ်ကစိုးမိုးနိုင်မှုမရှိသေးတဲ့အတွက်ခြေရွာများကိုလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးတစ်ခုကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနည်းတန်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုအစီအမဲတန်းကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ Channel တစ်ခုပဲရှိပါတယ်။ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ ပေါ့လို့ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြားလာတဲ့အတော့အတူပသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းဂျိုးမင်ကောင်းမြို့နယ်နဲ့နတ်တလင်းမြို့နယ်မှာရှိတဲ့စာတင်ကျောင်းနဲ့ကြီးရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်တန်ကားတော်တပားနဲ့ပြည်သူတအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ6ရက်နေ့မွန်လွယ်3:20မိနစ်ခန့်မှာဂျိုးမင်ကောင်းမြို့နယ်အေးရွာလေးအောင်ချမ်းသာကြီးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေးထီ3စီးနဲ့ဘုံကိုလုံးကျဲဆတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲဆတိုက်ခိုက်မှုကြောင့်ကြီးရွာနေပြည်သူအသက်45နှစ်အရွယ် ကိုလင်းပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့ကြောင်းပိတ်ချိန်ဖြစ်တဲ့အတွက်ကြောင့်ကလေးငယ်တွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။တဲကုန်းမျိုးကနေတက်လာတဲ့စက်တက်လေးထီ၃စီးကအေးရွာလေးအောင်ချမ်းသာကြီးရွာစာတင်ကျောင်းကို ဘိုးကိုလုံးနဲ့ကျဲချတိုက်ခိုက်သွားတာပါကိုလင်းဆိုတဲ့ခြေရွာနေပြည်သူတအူးတေဆုံးနဲ့ခေါင်းကိုဘုံစားထိမှန်ပြီးတော့နေရမာတွင်ပွဲတမိတေဆုံးတာပါတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကိုတက်တက်ကိုဘုံကျဲတိုက်ခိုက်သွားတာပါလို့တိုင်းအမရိကန်တိုင်းစစ်ဘက်ရေးရာတာဝန်ခံရဲဘော်တစ်ဆာကရှင်းပြထားပါတယ်အလားတူပဲဒီသမားရ၄ရက်နေ့ကလည်းနတ်တလင်းမြို့နယ်မုတ်တူရွာနယ်ကံစုရွာကိုအကြမ်းမဆစ်တက်ကစက်တက်လေထီးနဲ့ဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကအတည်ပြုပြောကြားထားပါတယ် အကြမ်းမစစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းတန်စုရွာကတန်ဃာတော်တစ်ပါးပြန်လည်တော်မူခဲ့ပြီးတော့ပြည်သူတအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့မုတ်တိုရွာနဲ့ကန်စုရွာကိုစစ်တပ်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။လေးချောင်းတိုက်ခိုက်မှုအတွင်းမှာကန်စုရွာကတန်ဃာတော်တစ်ပါးဘုံစားထိမှန်ပြန်လည်တော်မူသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံလူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ